အားလုံးပဲတာလီဆော့ပါခင်ဗျာကျွန်တော်တို့ရဲ့ RPM မြန်မာ YouTube channel လေးကနေလွှဲထွေးစွာပြန်လေးကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ member ကိုဖြစ်ပါတယ်ရှာဝေးတယ်စူးစီးရှိတာထားတဲ့နိုင်ငံအချို့ပြုဖို့တန်ရတနာများစာအုပ်တွေကဥလှထုံဖြူကုတ္တမအကြောင်းကိုဖျက်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ညီကောင်မနမများအလုံးလိုက်ပါနာဆင်ပြေကြပါခင်ဗျာဥလှထုံဖြူကုတ္တမ MA ဖလို့ sorry PR EHMLA 1890လေးခုနှစ် April 10ရက်နေ့ညတကောင်ကျော်ပေါ်ဟုနေတွင်စစ်တွေမျိုးအိုရန်ရက်ွက်မဲနေထိုင်သောအဖဥပုမြို့ပိုင်းအမိဒေါ်အောင်မြဖြူတို့မိဘနှစ်ပါးမှာဦးလာထောင်ဖြူကိုပွေဖွားခဲ့ပါတယ်ဦးလာထောင်ဖြူသည်ဒုတိယမြောက်သားဖြစ်ပြီးဤကို၃ရက်ရှိသည့်နေ့ ကိုကြီးဆုံးမှာဥလာထောင်းနောက်ထောင်းဖြစ်ပြီးညီငယ်ဆုံးမှာဥလာထောင်းအောင်ဖြစ်သည်ဥလာထောင်းယူကိုဝေးဖြွားပြီးတပတ်အကြာမှာမင်္ဂလာဆွန်ကြီးသည်နာမည်ကြီးရဟန်းတော်များနဲ့မြို့မိမြို့ပါအရာရှိရာခံများစုစည်းကမင်္ဂလာဆွန်ကြီးဝေတော့တက်ရောက်ခဲ့ကြသည်မြရှိရဟန်းတို့များနဲ့ဖေလန်နက်ခတ်ကျွမ်းကျင်သောပုဂ္ဂိုလ်များကပေါ်ထူတာလေးဖြစ်အကိုနာမည်နဲ့လိုက်ဖယ်၍အမိနာမည်ကိုနောက်ဆုံးခံပြီးဦးလှတော်ပြုအမိပေးခဲ့သည် မမီပေးခန္ဓာတွင်ရှဟန်ပေတဲ့ပညာရှိဥစံဒီမှာလူပေတဲ့ပညာရှိဥရှိဘုတို့ကဒီကလေးဒီပညာရှိတို့ကမိတူဖြစ်လာလိမ့်မည်။မဲဆိုရတို့အားထားရာပုဂ္ဂိုလ်ချုပ်ပညာရှိတူလေးဖြစ်လိမ့်မည်ဟုဟောကြားခဲ့ကြသည်။ဝိလာတော်ရှိလေးနှစ်သားရွယ်မှာအဖို့ဖြစ်သူဥစံဥစံရေးဖို့ဒီမဟုတ်ဥလာတော်ရှိနဲ့ဥလာတော်ဥတော်အားစစ်တွေမြို့တဲ့ သူစိတ်ချရွရွအတင်ပြကောင်းစီကန့်ရှိသောဆရာကြီးဥခိုင်ဖြူအင်္ဂလိပ်မြန်မာမူလတန်းကျောင်းမှာကျောင်းစာရေးထားခဲ့ပါတယ်။ဖခင်ဖြစ်သူကျောင်းဖြူမှာတာဝန်ထမ်းဆောင်ရန်ကျောင်းရရသောအခါဦးမာနှထွန်ဖြူမှာအဘိုးဖြစ်သူကိုမခွေးနိုင်၍စစ်တွေတွင်ကြံရိုက်ခဲ့သည်။မာနှထွန်ဖြူနှင့်ညီငယ်မာနှထွန်အောင်တို့သည်တယောက်နဲ့တယောက်ရှုပ်လေးအလွန်တူသည်ညပညာလေးအလွန်ထင်မြင်ကြသည်ဥလာတော်ရှင်ငါးတန်းရောက်သောအခါ ကျောက်ဖြူပဟောအထက်တန်းကျောင်းမှာပညာသင်ကြားခဲ့ရပထမဆုံးရရှိခဲ့သည်ငငယ်ဦးလှထွန်းအားလည်းအကိုကိတို့ပင်ဉာဏ်ပညာအလွန်ထင်မြက်သည်ဦးမောင်လှထွန်းဖြူသည်ဖခင်တာဝန်ထမ်းဆောင်ခဲ့သောကြောက်ဖြူတွင်ကြောင်းနေခရာ1906ခုနှစ်အသက်12နှစ်အရွယ်တွင်စုထထတဲ့ဂုံထူးဖြင့်အောင်မြင်ခဲ့သည်1906ခုနှစ်တွင်ကြောက်ဖြူမျိုးမှတပံစစ်တွေသို့ပြောင်းရွှေ့လာခဲ့ရာစစ်တွေတွင်နှစ်လနေထိုင်ပြီးရန်ကုန်မြို့သို့ပြောင်းရွှေ့လာခဲ့ကြသည် မိသားစုအလုံးရှမ်းကုန်းအချစ်ပိုင်း52လမ်းတွင်နေထိုင်ခဲ့ကြသည်ဦးလာထွန်းပြူကျောင်းနေရန်အတွက်အဖို့ဖြစ်သူဦးစံရေးဖို့ကစိုင်ဘောကျောင်းမှပညာသင်ဖို့ထားခဲ့ပါသည်စိုင်ဘောကျောင်းတွင်1909ခုနှစ်ကပင်ကျောင်းသားများကိုကျောင်းထားရတဲ့အဆင့်30ထားရှိသည် ရိုးရိုးစင်ဒုတိယစင်နဲ့ပထမစင်တို့ဖြစ်သည်ရိုးရိုးစင်နဲ့ဒုတိယစင်တွင်ကျောင်းနေသူများသည်မိမိတို့အိမ်မှနေရကျောင်းတရားပြီးပထမစင်ကျောင်းနေသူများသည်အိမ်မပြန်ရပဲကျောင်းတွင်ပေါ်လာနေရသည်ဖခင်ဖြစ်သူမိခင်ဖြစ်သူမှာတားကိုလွန်၍အလုံးပင်စင်မကောင်ဖြစ်ခဲ့ရသည်ဟုတရားသည်ထိုခေထိုခါကအင်္ဂလိပ်ကလေးငယ်များကပြားများမြန်မာလူရှမ်းသာသမီးများကြားတွင်ဒုသားလေးမှာလှထွန်ချူတရားမမျိုးလင်းပေ တန်းတန်းစာဝေးဝေးတိုင်းမှာပထမရှိစုယူလာခဲ့ရာចောင်းသားလောကမှာအလွန်ပဲထင်ရှားပေါ်ထင်ပေါ်လာခဲ့သည်အကိုမောင်နှောက်ထုံးရှိသည်အကိုမောင်နှောက်ထုံးသည်ပစွန်တောင်းခရစ်လန်မေသရစ်ချောင်း၌စစ်တမ်းတွင်ပညာသင်စားနေစဉ်ကြောက်ပါ၍အသက်၁၃နှစ်တွင်ကွေလွန်သွားခဲ့သည်ငယ်ငယ်မှာနှောက်ထုံးအမအသက်၂၁နှစ်တွင်ရှန်ကောင်ကောလိုက် PA ကုန်ထူးတန်း၌ တင်ကြောင်းနေစဉ်သောမစင်ရိတ်တာရန်ကုန်၌ကွေလန်သွားခဲ့သည်။သောသုံးရောင်နှင့်တာကြီးမှလှထုံဦးနှင့်တန်းငယ်မှလှထုံအောင်တို့ကွေလန်သွားသည့်အတွက်မိဘများအလွန်ပူဆွေးဒုက္ခရောက်ကြရပြီးတရားနှင့်ဖြစ်ပြခဲ့ရသည်ကိုသိရသည်။အခုနေ့ညီညီများမရှိသည့်နောက်ပိုင်းတားလည်းဖြစ်သူမှလှထုံယူကုန်မိဘများကစိုးရင်တစည်းဆိုရင်တကြီးများစွာဖြင့်မိဘအများကြီးမျက်စိအောင်မှအပြောင်းမခံနိုင်ပဲကျူးဆူဆောင်ရှားခဲ့ကြရသည်။စိန်ဘိုးကြောင့်တွင်6တန်းမှ7တန်းထိ ကြောင်းနေခဲ့ရာစာတော်ရဲမိဘဆွေမျိုးများကဥလောက်ထုတ်ယူဖို့အထူးချီးကျူးရှိခင်ကြပြီးကိုဒံမ6တန်းမှကိုဒံအထိပထမစုကိုစိုက်ပွဲကြောင်းတွင်အကောင်းဆုံးကြောင်းသားစုရရှိ၍တာဝန်ခံဆရာမစ္စတာ JK ဂျုံကဆုရှိမြင်ခဲ့သည်ကိုဒံနှင့်စေတန်းတွင်ဆရာကြီးမစ္စတာအန်ဒရိုအတန်၌ပညာသင်ကြားခဲ့ရသည် စီရန်တွင်မောင်လှထွန်ပြုသည့်အင်္ဂလိပ်နှင့်မြန်မာဘာသာသမိုင်းဘာသာရပ်တွင်ဂုံထုဖြင့်အောင်မြင်သည်။ဆရာကြီးမစ္စတာအန်ဒရိုကစူပီပွေကျင်းပါရာအခမ်းအနားသို့ဆရာကြီးကိုယ်တိုင်မိဘများအားဖိတ်ကြား၍ဥမ္မာပုကိုယ်တိုင်ဂုံပြုရှင်မြွေကိုတက်ရောက်ခဲ့သည်။မြန်မာနိုင်ငံတွင်1930ခုနှစ်ဝန်းကျင်တွင်မြန်မာလူမျိုးများနိုင်ငံရေးမျက်စိပွင့်၍နိုင်ငံရေးလှုပ်ရှားနေသောကာလဖြစ်သည်။သူ၏မိမိခဲပြောင်းဖြစ်နေသည်ဟုဥလှထွန်ပြုမျိုးစစ်မျိုးစစ်စက်တဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင်ခြေချမိလျင်ပင်စော့တင်ရရှင်တန်လာခဲ့သည်မြန်မာကိုပြစ်တရားတို့ကဖိနှိပ်မှုကိုတိုးလန်ရန်ဥလားထွန်းဖြူတရားတန်တိုက်ထံရှားထားခဲ့ပြီးရှိသည်အသက်၁၈နှစ်အရွယ်တန်တန်မာမာဖြစ်ဖြစ်လက်လက်နှင့်စကားပြောကောင်းသောဥလားထွန်းဖြူသည်1930ခုနှစ်စေတန်းစာမေးပွဲကိုရန်ကုန်စစ်ဘိုးကျောင်းမှဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ရာဥပဥမာဘုဒေါ်အောင်မြတ်ဖြူတို့မိသားစုကဥလားထွန်းဖြူ၏ပညာရေးကို အာရပီတီဖြစ်ကြ၍ဆင်မျိုးအာနုကဝန်တာအာရဖြစ်ကြတော့လေပညာရေးထည်နိုင်ငံရေးကိုပိုး၍အလေးထားနေပြီဖြစ်သော အချက်ကိုဥလားထောက်ဖြူမှလူရဲ့မိသူများမသိခဲ့ကြပါ1910ခုနှစ်မှာဥလားထောက်ဖြူသည်ချန်ကုန်ကောလိပ်ကျောင်းသားတူဖြစ်လာခဲ့ပေပြီကောလိပ်တွင်နာမည်ကြီးကျောင်းသားများနိုင်ငံရေးသမားများနဲ့ယဟန်တို့များကြားတွင်ထင်းထင်းရှားရှားနိုင်ငံရေးသမားဖြစ်မှန်မသိဖြစ်လာခဲ့တော့သည်ဥလာထောင်ယူသည်နိုင်ငံရေးသမားတာမဟုတ် စာပေပညာရှင်တို့အနေဖြင့်လည်းအပေါင်းအသင်းများကအပင်မှပြူလာကြသည်အဲအစေဝေများသူ့လောက်တဲ့ဦးနှောက်ထွက်ဖြူတရနောက်တမ်းမှနေရတဖြည်းဖြည်းနဲ့ရှီတန်တို့ရမှန်မသိချော်လာခဲ့တော့သည်ဦးလာထွက်ဖြူသည်ရှန်ကုန်ကောလိပ်၃နှစ်တတိယနိုင်ငံရေးလောကထဲသို့ခြေစုံဝင်ရောက်ခေလာရလာခဲ့ရ1914ခုနှစ်ရှန်ကုန်ကောလိပ်မှတဆင်ဝန်သားတို့ရမတဆင်ဝင်ရင်ဘီအေ GCV ရဲ့အတင်းကြီးများအထိပင်ခြေဆန့်လာခဲ့တော့သည်ထိုအတင်းကြီးများကိုဦးဆောင်နေသောဆရာတော်ဦးတော်မှသည်ဦးလာထွက်ဖြူ၏လှူဆောင်ခြင်းများကို အထူးအားထားလာခဲ့သည်နောက်ပိုင်းတွင်အော်တိုမိုင်ညာလေးရုံတစုဖြစ်လာခဲ့သည်1914ခုနှစ်ပူလာထောင်ချူသည် BA ဖီလစ်ဖွဲ့ကိုရကုန်ကိုလိုက်နဲ့ဒူးချန်ဆာအောင်မြင်ခရာဆရာကြီးဒေါက်တာအာစီရော့စ်ကန်ရော့စ်နဲ့မစ္စတာခစ်တိုကမစ္စတာလာထောင်ချူ who is the best students cause တရွေးစုပေးခဲ့သည်ဆရာကြီးများကဦးလာထောင်ချူအားကောင်း ခေါ်၍မဟာဝိဇ္ဇာဘွဲကိုလေးရနိုင်ငံကာလကရာတက်ကတို့တို့တွားရောက်ပညာသင်ကြားရန်အကြံဉာဏ်များပေးခဲ့ကြသည်။ရန်ကုန်ကလေးမှာတချို့သောကျောင်းသားများကဥလာတံပြူအားပြီးအောင်မြင်ပြီးနောက်ပိုင်းအစိုးရထံတွင် အမှုထမ်းရန်လာရောက်၍ဆွေတရားဟုတ်ကြသည်။ထိုကဲ့က ICS ကိုပဋိညာဉ်ဝန်ထမ်းများရှေ့တန်းရောက်နေသောခေတ်ကာလတွင်မဟာလာတံပြူသည်မိမိအင်ကန်မိမိလူမျိုးများအားနိုင်တဲ့စီနင်းအုပ်ချုပ်နေသူများကိုနှောစာပင်ရွှန်ချမှုတွေပြီးနေချက်ပြေရှာလေးအတွင်း မင်းမူထန်ဂျန်လုံးဝစင်စားရဲမရလာဘဲအသည့်နှလုံးထည်တွင်နာကျင်အောင်ကိန်းအောင်နေခဲ့သည်ဝန်တန်းတို့စစ်တိုင်ရှင်တန်းတို့မောင်နှောက်ထုံရှိသည်နိုင်ငံရေးအဖွဲ့အစည်းများတွင်မိမိဘဝကိုစတဲ့ပြီးဖြစ်နေသည်မိမိနိုင်ငံမိမိလူမျိုးတို့ခန္ဓာကိုယ်တွင်နိုင်ငံရေးပို့ဝင်ရောက်လျက်ရှိနေသည်ကိုသူမိဘများကသိရှိဟန်မတူပါထို့စဉ်ကစစ်တွေမျိုးမှလူချမ်းသာများသည်သာသမီများကိုရှန်ကုန်မှအထက်တန်းဆုံးလျင်အိန္ဒိယနိုင်ငံသို့ ပညာသင်လွှတ်ခဲ့ကြသည်ကများသည်ဥလာထွန်းပြုသည်လည်းမိဘ၏စကားကိုမလွန်ဆန်နိုင်ရွယ်မိမိခံယူရှိနိုင်ငံရေးကိုအသာရှိုးထားခဲ့ပြီးအဲ့ဒီကနေကတော့ပညာသင်တွားရောက်ခဲ့သည်ဥလာထွန်းပြုသည်မဟာဝိဇ္ဇာဝင်၏ဥပဒေဝိဇ္ဇာဝေကိုအဲ့ဒီကနေကမှရရှိခဲ့သည်1916ခုနှစ်တွင်ချန်ကုန်ကောလိပ်မှ PAOB စကားပင်အခိုင်နိုင်ငံရေးသမတ်တရှင်နှင့်လည်းတွေ့ခဲ့သည်အခိုင်ပြည်နယ်မှာဥထွန်းအောင်ဥအောင်ထွန်းဦးတို့နှင့် ်မှုအောင်ထွန်းဦးတို့သည်လူငယ်ကောင်းဆောင်များဖြစ်ကြပြီးနေရှိတော်လိုင်းရေးဝန်တာတို့လှုပ်ရှားမှုတို့တွင်ရှေ့တန်းမှပါဝင်ခဲ့ကြသည့်ပုံကောင်များဖြစ်သည့်ထို့တူဆရာတို့ဥဒမဦးစိန်လာအောင်ဦးမြအောင်စာပေါ်ထွန်းစာထွန်းအောင်ကျော်ဥပဝဥတို့သည်ထိတ်တန်းကောင်းဆောင်များဖြစ်ကြပြီး1920ခုနှစ်ကျောင်းသားတပိတ်ကြီးကိုဥပဝူကကောင်းဆောင်ပါဝင်ခဲ့သည်ထိုခေတ်ထိုခါကရခိုင်လူငယ်များသည်မြန်မာတင်းရဲတော်များနှင့်ဒို့တူပေါင်ဖက်နေချက်ရန်သူကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်စစ်တွင်မျိုးအစိုးရထိတန်းကြောင့်များကြောင့်ကြီးသည်ရခိုင်လူငယ်များဝေးထုတ်ရာအဆောင်အုံကြီးတစ်ခုဖြစ်ခဲ့ပြီသည်ရခိုင်လူငယ်များနှုတ်ချရဲ့အတင်းတင်းကိုလေစစ်တွင်မျိုး၌ဖွဲ့စည်းခဲ့သည်တော်အစည်းအဝေးတွင်ဥဆန်ရွှေဥပါဒာဥအောင်ညိုလှတော်တို့ဥဆောင်ပါဝင်ခဲ့ကြသည်ထိုအစည်းအဝေးမှာရခိုင်လူငယ်များနိုင်ငံရေးလှုပ်ရှားကြသောအခါမြန်မာပြည်တွင်ဒုဗမာအစည်းအရုံးကြီးတခဲလှုပ်ရှားမျိုးဝတ်မှာအတော်ပင် ပြင်းထန်လျက်ရှိနေပြီ1936ခုနှစ်ကျောင်းသားတပည့်ကြီးနဲ့ရခိုင်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသောဥပါစံဥညိုထွန်းဥချုံများတို့နဲ့အတူရခိုင်ကျောင်းသားထုတခင်းနေပါဝင်ခဲ့ကြသည်1300ပြည့်အရေးတော်ပေါ်၌မြန်မာကျောင်းသားများနဲ့ရခိုင်ကျောင်းသားလူထုတရက်လုံးဥဆောင်ပါဝင်ခဲ့ကြသည်ဥအောင် ်ပေါ်အောင်ကျော်သည်နေချက်လက်ပါစီတို့လက်ရှိဖြင့်စတေအသက်စတေသွားခဲ့စဉ်တွင်ရခိုင်ကျောင်းသားတဦးဖြစ်သူဥရှင်မမတန်ရာပြည်ထန်စာရရှိခဲ့သည်1939ခုနှစ်ပထမအကြိမ်ရခိုင်ပြည်လုံးဆိုင်ရာလူငယ်ညီလာခံကိုစစ်တွေခရိုင်မင်းပြမြို့တွင်ကျင်းပခဲ့သည်လူငယ်တဦးဖြစ်သူဆရာကြီးဦးထွန်းအောင်ကဦးအောင်ထွန်းဟာဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ကြသည် တခင်လှအောင်ရမဝတီဥပါထွန်တို့အဖိုင် ဦးမဲကျော်ဦးစသည်တို့မှရခိုင်ပြည်တော်ပိုင်းမှခေါင်းဆောင်များဖြင့်ပါဝင်ခဲ့ကြသည်ထိုညီလာခံမှတစဉ်ဦးလှထောင်ယူကြောင်း အပိုင်းနှစ်ကိုလာမဲ့နေပါဆက်လက်ဖက်ပြတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်သွားပေးဖို့မြတ်တာခံခံပြရစီခင်ဗျာအပိုင်းနှစ်မှာဆက်လက်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်